ားလုံးပဲမင်္ဂလာပါ share ရမယ့်ဇင်ဝင်နေပြန်လဲကြိုးစို့လိုက်ပါတယ်ဝမ်းသာတရားတင်နေမယ်ပေါ့နော်အခုဆိုရင် PG2 PV ကနေတရားဝင် ပြောင်းလို့ရပြီပဲဖြစ်ပါတယ်တရားဝင်ပြောင်းလို့ရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြောင်းမဲ့လူတွေအတွက်ဘာတွေလိုမလဲဘာစားရစားတမ်းတွေလိုမလဲဘာတွေလောက်ဆောင်အောင်မလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ် PG2 PV ချိန်မှုအတွက်လက်ထဲမှာ PG စာအုပ်ရှိရမယ် မဟုတ်နေမူရင်ရှိရမယ်စမကတ်မူရင်ရှိရမယ်အိမ်နောက်သူဆိုင်ရင်မူရင်ရှိရမယ်ကင်ဆောင်လာတဲ့ BJ ကပြည်ပနိုင်ငံကိုအလုံးထွက်လုပ်ပူတာတိုင်းဆိုရင်အခွန်ဆောင်လာရမယ်ပေါ့နော်အလုံးမထွက်ထွက်လုပ်တာမရှိဘဲနဲ့မြန်မာနိုင်ငံမှာပဲရှိနေတဲ့လူအတွက်ကြတော့အခွန်ဆောင်ရမလို့ဘူး BJ တို့ BB ချိန်းတော်ပြတဲ့အတွက် BJ ကလက်ကျန်တက်တန်းနှစ်နှစ်နဲ့အောက်ဆိုရင်တော့တန်ကြီးဆောင်ရမလို့ဘူးနှစ်နှစ်နဲ့အထက်ကျန်နေရဆိုရင်တော့တန်ကြီး9000 6000ပတ်စပို့ရုံမှာဆောင်ပေးရပါမယ် အဲ့တော့ PP PG ကနေ PP ကိုချိန်မယ်ဆိုရင်ပထမဦးဆုံးကျူဟာ appointment ယူရမယ်ပေါ့နော်ကျူဟာ appointment ယူပြီးတော့ရုံးဝင်ရမယ်ရုံးဝင်တဲ့အခါမှာလည်းဒီကိုသွားမယ့်နိုင်ငံရဲ့အသွားပြန်လေးလက်မှတ်ပြနိုင်နေသို့တော့ PP က9နှစ်တက်တန်းရမယ်မပြနိုင်ဘူးဆိုရင်တော့စာအုပ်တက်တန်းတစ်နှစ်ပဲရမယ်ပေါ့နော်အဲ့တော့ကျူဟာယူရမယ်ပြီးရင် ီယုံထဲမှာတခါလေးကြာလို့ရှိရင်စားရစားနဲ့မစုံလို့ပြန်လွတ်တာတွေပါတယ်ရှိနိုင်တာဖြစ်တဲ့အတွက်ယုံထဲစားပစ်တွေပါယူရင်တော့ပိုကောင်းမယ်အဲ့တော့ကျူအပွိုင်းမဲ့လည်းယူမယ်ယုံထဲစားပစ်တွေလည်းယူမယ်ဆလေးရတဲ့ဒီအကုံလုံးအာမခံနဲ့လှုပ်ပေးပြီးတော့ PJ တို့ PP အမှန်တကယ်ချင်းကျင်တယ်ဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ပေးမှာပေးမစညာကနေတိုက်ရဆက်သွယ်မိမြန်လို့ရတယ်ပေးရလည်းတခြားလူမဟုတ်ဘူးပေးရလည်းကျွန်တော်ရဲ့ page ပဲဖြစ်တယ် passport နဲ့ဝန်ဆောင်မှုတွေအကုန်လုံးလုပ်ပေးနေတာဖြစ်တယ် ပြီးရေးလူပြီးပြီးချိန်ပြီးတော့ရုံးဝင်ပြီးတော့ဆက်လက်ရောက်လာတဲ့လူတွေလည်းရှိတယ်ကျွန်တော်လုတ်ပြီးလိုက်တဲ့လူတွေလည်းရှိတယ်ကျွန်တော်ပြေးมาလဲတင်းပြေးထားတယ်ပေါ့နော်နောက်ထပ်သိကျင်တဲ့ဟာတွေအကုန်လုံးကိုကွန်မန့်မှာမန်ခဲ့လို့ရတယ်လို့ကျွန်တော်ပြောလိုက်တဲ့ပြေးมาဒါရဲ့ဆက်သွယ်ပြီးတော့မေးမြန်းလို့လည်းရတယ်ဒီ TikTok မှာ TikTok ကနေလည်းကျွန်တော်လာမေးလို့ရတယ်ပေါ့နော်ကျွန်တော်အကုန်လုံးပြန်ဖြေပေးမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျာ